မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်က တောင်းယူတင်ဆက်ပြီးတော့มาဖြစ်ပါတယ်ထရမ်ကနယူးယောက်မြို့ကိုဗနာရေးထောက်ပံ့မှုဖျက်တောက်ဖို့ချိန်ချောက်လိုက်တဲ့သတင်း Amazon ရဲ့ Cloud ဝန်ဆောင်မှုတို့ဒေါ်လာ38ဘီလီယံတန်စာချုပ်ကို OpenAI ကချုပ်ဆိုခဲ့တဲ့သတင်းနဲ့မြောက်ကိုရီးယားရုပ်သိမ်းနိုင်ငံကောင်းဆောင်ဟောင်းခင်ယောင်နန်ကွယ်လွန်သွားတဲ့သတင်းတွေပဲဖြစ်ပါတယ် ်ပထမဆုံးသတင်းတပုတ်အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကနယူးယောက်မြို့တော်ဝင်ရွေးကောက်ပွဲမှာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူအန်ဒရူးကူမိုအတွက်မဲပေးကြဖို့သူ့ထောက်ခံသူတွေကို တိုက်တွန်းလိုက်ပါတယ်။ From Andrew Cuomo about his experience as if the issue is that we don't know about it. The issue is that we have အရင်ကနိုင်ရဖို့တစ်ပြေးနေတဲ့ဇိုရန်မန်ဒနီတာ မြို့တော်ဝင်ဖြစ်လာခဲ့မယ်ဆိုရင်နယူးယောက်တော့ပြည်ထောင်စုရန်ပုံငွေတွေကိုကန့်သွက်သွားမယ်ဆိုပြီးထရမ့်ကချိန်ချောက်ထားပါတယ်။အော်တိုဘာလ၄ရက်နေ့ရွေးကောက်ပွဲမတိုင်ခင်စစ်တမ်းတွေအရဒီမိုကရက်တီဖြစ်ကြတဲ့မန်ဒနီကကူမိုကိုဥဆောင်ထားနေတာတွေ့ရပါတယ်။ဒါဒီမိုကရက်တစ်ပါတီတွင်အကျိုးရွေးကောက်ပွဲမှာ အသက်34နှစ်ရွယ်လူငယ်နိုင်ငံရေးသမားကိုအရှုံးပေးခဲ့ရပြီးနောက်ကူမိုကတတိပုဂ္ဂလအနေနဲ့ဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်။ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့စစ်တမ်းတွေထဲမှာလည်းမန္တနီဟာ45တသမ800ကိုင်နှုန်းနဲ့ကူမိုရဲ့32တသမ100ကိုင်နှုန်းထက်တာလွန်နေတာတွေ့ရပြီး Republican ကိုယ်စားလှယ်လောင်း Carter Sliwa ကတော့စက်ခွန်တသမ300ကိုင်နှုန်းကိုသာပိုင်ဆိုင်ထားပါတယ်။အဲဒီနောက် Trump ဟာ သူကိုယ်တိုင် Republican Party ဝင် ဖြစ်ပေမဲ့လည်း Sliwa ပေါ်ထောက်ခံကြောင်းပြသခဲ့ခြင်းတော့မရှိပါဘူး။ Carter Sliwa အတွက်ဆန္ဒမဲဟာ မန္တာနီအတွက်မဲပေးလိုက်တာနဲ့အတူတူပါပဲအန်ဒရူးကူမိုကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအခြားရွေးချယ်စရာမရှိပါဘူးဆိုပြီးထရမ့်ကဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထားပါတယ်အခုလိုမျိုးတကဘာလုံးရဲ့အာယုံစိုက်မှုရလာခဲ့တဲ့အလျောက်ပြီးခဲ့တဲ့9ရက်တာတွင်ကျူတင်မဲပေါင်း933,318မဲနဲ့စံချိန်တင်ခဲ့တဲ့အပြင်ဒါဟာ2021ရွေးကောက်ပွဲထက်ပါ၄ဆကျော် ပုံမှန်များပြပါတယ်ဒါပြင် နယူးယောက်မြို့ကန်ဘီလီယံနာအများစုကကူမိုရဲ့မဲဆွယ်စီယုံရေးကမ်ပိန်းကို ထောက်ခံခဲ့ကြရမှာနမည်ကြီးရင်းနှီးမြှုပ်နှံသူ Bill Ackman ဆိုရင်ဒေါ်လာ9သိန်းခွဲထိလှူဒန်းထားပါရယ်။ဒါပေမဲ့လည်းကူမိုဟာအမျိုးသမီးတွေကိုလိန်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့တွေ့ရှိချက်အရ2021ခုနှစ်အရောက်မှာနယူးယောက်ပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးယာဒူးကနေနှုတ်ထွက်ခဲ့ရပါရယ်။လက်ရှိပြည်နယ်အလွတ်တော်အမတ်မန်ဒန်နီကတော့ ချမ်းသာဆုံးမြို့ကန်တွေကိုအခွန်စည်းကြပြီးရလာမဲ့ဝင်ငွေတစိ့တစ်ပိုင်းနဲ့အခမဲ့ဘတ်စကာစီးနေနိုင်ရေးအိမ်ငါးကမတိုးမြင့်ရေးကလေးတငယ်စောင့်ရှောက်ရေးစတဲ့အစီအစဉ်တွေကိုဖော်ဆောင်သွားမယ်ဆိုပြီးကတိပြုထားပါတယ်။တကယ်လို့သာမန်ဒန်နီကပဲရွေးကောက်ပွဲမှာအနိုင်ရသွားရင်နယူးယောက်ကိုဥဆောင်မဲ့ပထမဆုံးသောမွတ်စလင်ပထမဆုံးသောအာဖရိကဘွား ပထမဆုံးသောတောင်အာရှအနွယ်နဲ့အသက်အငယ်ဆုံးသောမြို့တော်ဝင်ဖြစ်လာဖို့ရှိနေပါတယ် and then almost every opportunity ဆလတ်တင်ဆက်ပေးမှာကတော့ Amazon ရဲ့ cloud ဝန်ဆောင်မှုသုံးစွဲခွင့်နဲ့ပတ်သက်ပြီး ChatGPT ဖန်တီးသူ OpenAI ကုမ္ပဏီဟာဒေါ်လာ38ဘီလီယံတန်ကြီးရှိတဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ် အခုနှစ်တွင် ChatGPT ဟာ Oracle, Broadcom, AMD အပါအဝင် Chipspear ထုတ်လုပ်တဲ့ Nvidia ကုမ္ပဏီနဲ့ပါဒေါ်လာ1 trillion ကျော်ဘူးစာချုပ်တွေချုပ်ဆိုနိုင်ခဲ့တာတွေ့ရပါတယ်။ Amazon နဲ့ချုပ်ဆိုခဲ့တဲ့ဒီနောက်ဆုံးစာချုပ်က OpenAI အနေနဲ့ Microsoft ပေါ်မိခိုနေရမှုကိုရှော့ချနိုင်မှုပဲဖြစ်ပါတယ်။ ခုနှစ်နှစ်စာသဘောတူညီချက်အရ Nvidia ရဲ့ processor တွေကိုအသုံးပြုပြီး OpenAI ကနေသူတို့ AI model အသစ်တွေအတွက်လေ့ကျင့်ပေးနိုင်မှာဖြစ်ပါတယ်။ OpenAI ဟာပြီးခဲ့တဲ့အပတ်ကစလို့ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်ခဲ့တဲ့အလျောက်အကျိုးမြတ်မြူတဲ့အဖွဲ့အဖြစ်ကနေဗန္ဒာအီးလွတ်လပ်ခွင့်နဲ့လုံပိုင်ခွင့်တွေကိုပုံမူရရှိလာမှာဖြစ်ပါတယ်။ Open AI CEO ဖြစ်သူ Sam Altman ကတော့လာမယ့်ခေတ်မှာကျွန်တော်တို့ရဲ့လုပ်ငန်းပါတနာဖြစ်တဲ့ AWS နဲ့တူ AI ကိုနေရာတိုင်းမှာအသုံးပြုနိုင်အောင်ပံ့ပိုးပေးလာနိုင်မှာဖြစ်ပါတယ်ဆိုပြီးမှတ်ချက်ပြုပါတယ်။2022ခုနှစ်မှာ Open AI က ChatGPT ကိုစတင်မိတ်ဆက်ခဲ့ပြီးနောက်ကမ္ဘာတဝန်း AI နည်းပညာနဲ့ယင်းနှီးလာစေခဲ့ပါတယ်။ ဒါကြောင့်မဲ Open AI ဟာ Microsoft ဝန်ဆောင်မှုအပေါ်မှီခိုနေရတာကနေ Amazon ရဲ့ AWS စနစ်ကိုဖြန့်ကျက်သုံးစွဲมาလည်းဖြစ်ပါတယ်။အခုလိုမျိုး Open AI နဲ့သဘောတူညီချက်ရရှိခဲ့ပြီးနောက် Amazon ရဲ့ share ဈေးတွေမြင့်တက်လာခဲ့တယ်လို့တန်ကြီးအဖြစ်လဲနောက်ထပ်ဒေါ်လာ140ဘီလီယံထပ်ပေါင်းထည့်နိုင်ခဲ့ပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့ခင်မီသားစုခေါင်းဆောင်၃ဦးအောက်မှတာဝန်ထမ်းဆောင်ခဲ့ပြီးမြောက်ကိုရီးယားရဲ့ဟန်ပြနိုင်ငံအကြီးအကဲဖြစ်ခဲ့တဲ့ကင်မြောင်နန်ဟာ အသက်68နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပါတယ်1998ကနေ2019ခုနှစ်ထိကင်မြောင်နန်ဟာပြည်သူ့လွတ်တော်ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်မြောက်ကိုရီးယားနိုင်ငံကိုစတင်ထူထောင်ခဲ့တဲ့ကင်အီဆွန်းတာဖြစ်သူကင်ဂျုံအီနဲ့ မြေဖြစ်သူကင်ဂျုံအွန်းတို့သုံးစလုံးလက်ထက်မှာကင်ယောင်နန်ကထိတ်တန့်ရာရှိတူဖြစ်ခဲ့ပါတယ်။လွန်ခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့တွင်ကင်ယောင်နန်ကွဲလွန်သွားခဲ့တာ ဖြစ်တယ်လို့လည်း KCNA နိုင်ငံပိုင်သတင်းဌာနမှအစီရင်ခံထားပါတယ်။ဒါပြင်ကင်ယောင်နန်ရဲ့ဇာပနကိုနိုင်ငံတော်အဆင့်ကျင်းပသွားမယ်ဆိုပြီး KCNA ကဖော်ပြထားပါတယ်။အဲနောက် ကီယမ်နန်ကကိုရီးယားကျွန်းဆွယ်ကိုဂျပန်ကိုလိုနီပြုထားခြင်းမှာမွေးဖွားခဲ့သူဖြစ်တဲ့အပြင်မြို့တော်ပျုံယန်းတဲ့ရုရှားမှာပါပညာသင်ကြားခဲ့သူဖြစ်ပါတယ်1950ပြည့်နှစ်တွေတုန်းကနိုင်ငံရေးလောကတွေကိုစတင်ဝင်ရောက်ခဲ့ပြီးနောက်ယာရုစစ်စင်တက်လာကနိုင်ငံသားရေးဝင်ကြီးဖြစ်စတင်တာဝန်ယူခဲ့ပါတယ်ကီမီဆွန်းလက်ထက်တပ်တန်းတစ်လျှောက်မှာလည်းလွတ်တော်ဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်မြောက်ကိုရီးယားနိုင်ငံကိုစားပြုအကြီးအကဲဖြစ်ပါကင်အောင်နန်က ိုင်ငံတကာအဆင့်ဆွေးနွေးပွဲတွေကိုတက်ရောက်ခဲ့သူဖြစ်တဲ့လျောက် ceremonial leader အဖြစ်လည်းလူသိများကြပါရဲ့မြောက်ကိုရီးယားခေါင်းဆောင်မျိုးဆက်30စလုံးအောက်မှာတာဝန်ထမ်းဆောင်နေချိန်တွင်ယာဒူးရှော့ချခံရတာမျိုးလုံးဝမရှိခဲ့ပေ2019ခုနှစ်မှာတော့ကင်အောင်နန်ကိုတာဝန်ကနေအနာပေးခဲ့ပါရဲ့ ဆက်လက်တင်ဆက်ပေးမှာကတော့ဆူဒန်နိုင်ငံမြောက်ပိုင်းအယ်ဒဘမြို့ကအကူအညီပေးရေးအဖွဲ့အစည်းတွေဟာဒုက္ခသည်စခန်းတွေနဲ့အတူအကူအညီပေးရေးအစီအစဉ်တွေကိုနိုဝင်ဘာလ3ရက်နေ့မှာပြင်ဆင်နေကြတာတွေ့ရပါတယ်။ဟုတ်ပါရဲ့အမေ။ဘာမလဲ။ကျွန်တော်ကတော့လာလာလာ။ကွန်တမ်ဆက်ရှောင်းကွန်မန်နေနေလေးဝါဒါဖီအဘ။တာနေကြည့်လဲနော်ဆက်နေလား။ အန်ဖာရှိမြို့မှာဖြစ်ပွားနေတဲ့ပဋိပက္ခနေထွက်ပြေးလာမဲ့နေရဲစွန့်ခွာသူတွေကို ရောက်လာဖို့ရှိတယ်ဆိုပြီးမျှော်လင့်ထားခဲ့ကြတာပါ။ဒါဆူဒန်နောက်ပိုင်းဒါဖာဒေသကစစ်တပ်ရဲ့နောက်ဆုံးခံတပ်မျိုးဖြစ်တဲ့အန်ဖာရှိကို RSF အရန်တပ်ဖွဲ့အနေနဲ့သိမ်းယူခဲ့တာကြောင့်ဖြစ်ပါရ။ဆူဒန်နိုင်ငံရဲ့နေမြေပေါင်း၄ဘုံတဘုံကျော်ကိုလည်းစစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကသာထိန်းချုပ်ထားခဲ့တာဖြစ်ပါရ။ အဲ့မျိုးတိမ့်ပိုက်ချိန်မှာလက်နက်မဲ့အရက်သားရာပေါင်းများစွာတည်ဆုံးခဲ့ရတယ်ဆိုပြီးကုလသမဂ္ဂလူ့အခွင့်အရေးယုံအနေနဲ့အတည်ပြုထားပါတယ် RSF တိုက်ခိုက်ရေးသမားတွေကအမျိုးသမီးတွေကလေးတွေကိုအမျိုးသားတွေနဲ့ခွဲထုတ်ပြီးတဲ့နောက်တနက်တန်နေထွက်ပေါ်လာခဲ့တယ်လို့မျက်မြင်သက်သေတူရဲ့ပြောဆိုချက်အရသိရပါတယ် RSF ဘက်ကတော့အရက်သားတွေကိုထိခိုက်နစ်နာအောင်မလုပ်ခဲ့ဘူးဆိုပြီးညှင်းဆို့ထားပါတယ် RSF ကဒီမျိုးကိုပဲသိမ့်ပိုက်ခဲ့ပြီးတဲ့နောက်လူထောက်ပေါင်းများစွာထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ Alpha Shi မျိုးမှာရှိနေတဲ့နောက်ထပ်လူထောက်ပေါင်းများစွာလည်းရေအစားအသောက်နဲ့ဆေးဝါးကုသမှုမရဘဲပိတ်မိနေနိုင်တယ်ဆိုပြီးဖော်ပြထားပါတယ်။ဒါကြောင့်လာမယ့်ရက်ပိုင်းတွင် နေရက်စွန့်ခွာသူပေါင်း2500နီးပါးက Eldaba မြို့ကိုရောက်လာဖို့အတွက်မျှော်လင့်ထားတယ်ဆိုပြီးအကူအညီပေးရေးအဖွဲ့အစည်းအနေနဲ့ထုတ်ပြန်ထားပါတယ်။ နောက်ထပ်သတင်းပုံအနေနဲ့ American Wayne Rock Guitar ဆိုတော်ကြီး Bon Jovi ကအတန်ကျိုးခွဲစိတ်မှုခံယူခဲ့ရပြီးနောက်၃နှစ်အကြာမှာပဲစင်မြင့်ထက်ကို ပြန်ရောက်လာတော့မှာဖြစ်ပါတယ်လာမယ့်2026ခုနှစ်အတွက် Forever 2လို့အမည်ပေးထားတဲ့ဒီဖျော်ဖြေပွဲခီးစဉ်ကိုဘွန်ယူဗီကိုရိုင်းကကြီးညာသွားခဲ့တာပါလာမယ့်နှစ်ဇွန်လလ9ရက်နေ့တွင်နယူးယောက်မြို့ရဲ့ Madison Square Garden မှာဖျော်ဖြေပွဲစတင်သွားမှာဖြစ်ပြီး Edinburgh, Dublin နဲ့ London မြို့တွေထိခီးဆက်သွားဖို့လည်းရှိနေပါတယ်ဒါ2019ခုနှစ်နောက်ပိုင်းပြည်ထိုင်တဲ့ Ireland မှာဘွန်ယူဗီအနေနဲ့ပထမဆုံးကြိမ်ဖျော်ဖြေမှုဖြစ်လာဖို့ရှိနေပါတယ် 2022ခုနှစ်တုန်းကအတန်ကျိုးခွဲစိတ်မှုခံယူခဲ့ရတဲ့ Bonjovi ဟာအချိန်တော်ကြာအောင်အတန်လေးကျင့်မှုတွေကိုလှုပ်ဆောင်ခဲ့ရတယ်ဆိုပြီးမှတ်ချက်ပြုပါတယ်။အသက်63နှစ်အရွယ်ဒီဆူတော်ကြီးဟာသူ့ရဲ့ပြန်လည်ထူထောင်ရေးကာလကိုဘောလုံးသမားတယောက်ခြေရောက်ကျူးရကနေပြန်လည်လေ့ကျင့်ရတယ်လို့ပါပဲဆိုပြီးနှိုင်းရှင်ပြောဆိုခဲ့တာဖြစ်ပါတယ်။ 1983ခုနှစ်မှာဘွန်ဂျိုဗီကသူ့ရဲ့တီဝိုင်းဘန်ကိုစတင်ထူထောင်ခဲ့တာဖြစ်ပြီး Living on a Prayer Always နဲ့ It's My Life တို့လိုတခြင်းတွေနဲ့နာမည်ကျော်လူသိများလာခဲ့တာဖြစ်ပါတယ် For my age from a working class city called Sheffield in England နောက်ဆုံးတင်ဆက်ပေးမှာကတော့2025ခုနှစ်အတွက်ကမ္ဘာဆွဲဆောင်မှုအရှိဆုံးအမျိုးသားဖြစ် People Magazine ကနေ Jonathan Bailey ကိုရွေးချယ်လိုက်ပါတယ်အသက်38နှစ်အရွယ်အင်္ဂလိပ်လူမျိုး Bailey ဟာ Wicked ရုပ်ရှင်မှာတရုတ်ဆောင်ခဲ့တယ်လို့ Jurassic World Rebirth စကားမှာလည်းပါဝင်ခဲ့သူဖြစ်ပါတယ်ဒါပြင် Netflix ရဲ့နာမည်ကြီးဇာတ်လမ်းတွဲ Bridgerton တဲ့က Lord Anthony ဇာတ်ကောင်နဲ့ Billy ကို လူသိများကြပါတယ် အခုလိုမျိုး People Magazine ရဲ့အသိမှတ်ပြုဖော်ပြချက်ကို Editor အဖွဲ့ကရွေးချယ်ဆုံးဖြတ်ပေးရတာဖြစ်ပါတယ် LGBTQ ဖြစ်ခံယူထားသူတွေထဲမှာ Billy ဟာဆွဲဆောင်မှုအရှိဆုံးအမျိုးသားအနေနဲ့ပထမဆုံးအကြိမ်ရွေးချယ်ခံရတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောင်းနဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတော့ကေဆက်နိုင်ပါ